မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးနေအောင်လိုင်းရောက်နေချိန်မန္တလေးနန်းတွင်ကိုရှော့ထုံးနေပစ်ခတ်တိုက်ခိုက်စေအုပ်စုကမန္တလေးမြို့ပေါ်လေရင်နေပြန်ဝဲကနေအောင်လိုင်းကိုလုံခြုံရေးပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့ကိုရောက်နေတဲ့မင်းအောင်လိုင်းတဲခေါရနန်းတွင်ရှိလေပိုင်းတိုင်းစစ်ဌာနချုပ်လောက်ပါခကိုဒီကနေ့မနက်ပိုင်းရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကတရင်ထုတ်ပြန်ပါတယ် BWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ NMD PDF SDF နဲ့ရရနာဘုံတပ်ဦးအဖွဲ့တို့ဟာအောက်တိုဘာ၄ရက်မနေ့6နိုင်15မိနစ်အချိန်အာနာရှိစေကောင်းဆောင်ခေတ္တဝင်ရောက်တိုက်ခိုနေတဲ့ အာနာသိန်းစစ်ကောင်းဆောင်ခိတဝင်းရောက်တိုက်ခေါ်နေသောမန္တလေးရှိအလေးပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်သို့တရားခေါ်မမရှော့တိုက်တုံးနှလုံးကို BWN ရဲ့ Mission 46ဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်လို့ BWN ကဖော်ပြပါရယ်။မေအောင်လိုင်းကယမန်နေ့ကလေးကမိမျိုးကိုရောက်နေတာဖြစ်ပြီးမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ဖို့မိမျိုးကနေကားအစီး40ကျော်နဲ့မန္တလေးကိုဆင်လာကနန်းတွင်နေကလပခမှာတိုက်ခေါ်နေတာလို့ဆိုပါရယ်။ဒီကနေ့မနေ့6နိုင်ဝင်းကျင်ကလက်နက်ကြီးပောက်ကွဲတန်တချို့ ရတယ်လို့မန္တလေးမြို့ကန်တွေကပြောပါရယ်တချိန်ထဲမှာပဲစေအုပ်စုကလည်းမင်းအောင်လိုင်းရဲ့လုံခြုံရေးအတွက်ကျုံးပတ်လေလက်နက်ကင်အများအပြားကိုဂိမ်းဆောင်ချထားတယ်လို့မန္တလေးမြို့ပေါ်တိုက်လေရင်ကင်းထောက်လေရင်နေတမနယ်လုံးပြန်ဝဲနေတာတွေ့ရတယ်လို့မြို့ကန်တွေကပြောပါရယ်မန္တလေးတက်ကတော့ပွဲလာတတ်တဲ့မင်းအောင်လိုင်းကိုနန်းစီရီယန်တွေကလမ်းဘေးကနေကြိုးစုံနေကြတာတွေ့ရတယ်လို့လည်းမြို့ကန်တွေရဲ့ပြောကြားချက်အရသိရှိရပါတယ်ဆန်လက်တင်ဆက်ပေးမယ့်တရင်ကတော့ပေါင်နေမြိုင်နေဆက်ခြေရွာတွေကိုစေယုတ်စုကဂျိုင်ရိုကော့ပတာတွေနဲ့ ဘုံကျဲတိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပေါင်မြို့နယ်ကဂျေရွာတွေကိုစေယုစုကဂျိုင်ရိုကော့ပတာတွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ပေါင်နေနဲ့မြိုင်နယ်ကိုစေယုစုကလေးချောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတရင်ရှင်မြစ်တွေကပြောပါရင်။အော်တိုဝါလာ၃ရက်နေကပေါင်မြို့နယ်နောက်ဖက်ချန်ထီးလင်းနယ်အဆက်တနေရာကိုစေယုစုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နောင်မခါကနေမိုင်90ခန့်အကွာဝေးမှာရှိတဲ့ပေါင်မြို့နယ်ထဲထိပြန်တန်းလာကဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုတော့အသေးစိတ်မသိရသေးဘူးလို့ပေါင်ဒေသခံတို့က ကပြောပါရယ်အောင်နောက်ဖက်ပုံနောင်ဘက်ကိုခြားသွားတယ်မုံရနာမခါကနေကျွန်တော်တို့စီထိပေါ့တို့မြိုင်တို့ထိမိတယ်ပြဟုတ်တယ်ကျွန်တော်တို့စီကိုစတုံးပြီးနှစ်ဆင်းလာတာပြအခုလဲပလဲဘက်ကနေဖြတ်ပြီးသုံးဆင်းတက်လာတယ်ဟု၎င်းကဆိုပါရယ် ဆေးဥစုအခြေစိုက်ထားတဲ့မုံရွာနာမခါကနေအော်တိုဝါလာ၄ရက်နေ့ဒီနေ့မနက်မှာလဲဂျိုင်ရိုကော်ပတာ၃စီးတက်လာပြီးမြိုင်နယ်ပေါင်နယ်တို့ကိုဥတီပြန်တန်းလာတယ်လို့ဆိုပါတယ်ဆေးဥစုကမြိုင်နယ်နဲ့ပေါင်နယ်တို့ကိုလေးချောင်းကနေဇက်တိုက်ပုံချင်းနေပြီးအော်တိုဝါလာ၃ရက်နေ့မနေ့ကလဲမြိုင်မြို့နယ်အနောက်မြောက်ခြမ်းကိုဆက်တက်လေဒီတွေနဲ့ပုံချင်းတိုက်ခိုက်ခဲ့တယ်လို့နေအစာဦးတွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်မြိုင်မြို့နယ်ကြောက်ခွက်ကျေးရွာအနီးကိုပေါရာမော်တာနဲ့လေးချောင်းကနေပုံချင်းတိုက်ခိုက်တာကြောင့်ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရပြီးအစာဦး နေငယ်ပျက်စီးတယ်လို့ဒေတာကန်တွေကဆိုပါတယ်။စေုပ်စုကမြိုင်မြို့နယ်ပေါင်းမြို့နယ်တို့ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကဂျိုင်ရိုကော့ပတာတွေစတင်အုံပြတိုက်ခိုက်နေတာဖြစ်ပြီးဒေါ်လန်ရီတက်တွေဘက်ကပြည်သူတွေလေးချောင်းအနေနဲ့တရီထားနေထိုင်ကြဖို့တိုက်တွန်းထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေချင်းခမာယ998တပ်ရင်းကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်တော်လှန်ရေးတပ်များကပြစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီခမာယ998တပ်ရင်းကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်နေ့စဉ်နေ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာတိုက်ဆုံထိခိုက်မှုများရှိပြီးတိုက်ဆုံစစ်သားတချို့ကိုလည်းတပ်ရင်းအနီးမှာပဲမြေမြုပ်တချို့ထားကြောင်းပဲခူးခင်ပကဖာမှာတာဝန်ရှိသူတို့ကပြောကြားပါရယ်။ အော်တိုဘာလ၂ရက်နေ့ရွှေချင်းမြို့အခြေဆိုင်အကျန်းဖက်စစ်ကောင်စီခမာယ998တရင်ကိုဒေါ်လန်ရီပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးစင်တူစေးယုံကိုတိစောင်းသွားကြောင်းစင်ရွာစင်းယုံကိုတည်ဆောင်သွားကြအလားတူရင်တရင်စကန်ကိုနှိစင်နှိပါလက်နက်ကြီးစနိုက်ပါတို့ဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများတိစုံထိခိုက်မှုရှိပြီးတိစုံစစ်သားတို့ချို့ကိုတရင်အနီးမှာမြေမြုပ်ပစ်ခဲ့ကြောင်းသိရပါသည် အော်တိုဘာလနေရည်နေ့ကတိုက်ခိုက်ခဲ့လို့တန်ရာရတဲ့နှုတ်နောက်ဆက်တွဲတရင်ကတော့အတိမပြုံနိုင်သေးဘူးအဲ့ဒီတရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နေ့စဉ်နေ့ပါတောင်းချတာတိုက်ဆုံးတာတွေများပါတယ်ဟုဘကုခင်ဘာကာဘာမှတာဝန်ရှိသူတဦးကပြောကြပါရီထို့သူတိုက်ဆုံးစစ်သားများတရင်နေ့၌မြေမြို့ပြည်တီကိုရခုရက်ပိုင်းတွင်လက်နက်မဲ့အလင်းဝင်လာပြီးစစ်မှုထမ်းတပ်သားတဦးကလည်းအတိပြုပြောဆိုပါရီ အကျန်းဖန်စစ်ကောင်စီခမာယာ998တရင်ကို KNL တရင်ခုနှစ်နဲ့ပူးပေါင်း၍ဘကုခိုင်ပကဖလက်နက်ကြီးတပ်ဖွဲ့၊ကံဝါလက်နက်ကြီးတပ်ဖွဲ့တို့ကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရေးစစ်ကောင်မရှင်ကိုဖိအားပေးဖို့တရုတ်ကို Kim Harris တောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပြုတ်ချခံလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တာ Kim Harris ဟာ ပြီးခင်ဖြစ်သူကိုလွတ်ပေးရင်မြန်မာစစ်ကောင်မရှင်ကိုတိုက်တွန်းဖို့တရုတ်သမ္မတရှီကျင်းဖင်ကိုတောင်းဆိုလိုက်ပါတယ်။ရှေးလျားသောဆက်ဆံရေးတမိုင်းကြောင့်နဲ့မြန်မာနိုင်ငံမှာများပြားသောရင်းနှီးမြုပ်နယ်မှုတွေကြောင့်တရုတ်ဟာပြည်ပတိုင်းပြည်တွေအနက်စစ်ကောင်မရှင်ပေါ်ဩဇာလွှမ်းမိုးမှုအရှိဆုံးနိုင်ငံလို့၎င်းကဆိုပါတယ်။ မိမိကိုလှုပ်ပေးဖို့နဲ့လှုပ်ပေးတဲ့သူတွေကိုလှုပ်ပေးရင်မြမစစ်ကောင်မရှင်ပေါ်ဖိအားပေးဖို့ကျွန်တော်တမရရှိချင်းဖြင့်ကိုမြေတားရက်ခံပါတယ်လို့သူကပြောပါတယ်ကျွန်တော်တရင်ရှင်မြေတွေပြောကြကြရာမိမိကိုလှုပ်ပေးဖို့တရုတ်နိုင်ငံကတောင်းဆိုနေပါတယ်တရုတ်တာဝန်ရှိသူတွေကမိမိကိုတွေးဆောင်လို့ပြီးတွေးခွင့်ရဖို့တောင်းဆိုနေပါတယ်လို့ Kim Harris ကဆက်ပြောပါတယ်ကျွန်တော်တတိထားမိသလောက်တခြားသူတွေလိုပဲတရုတ်တာဝန်ရှိသူတွေကိုမိမိနဲ့တွေးဆောင်ခွင့်မပြုသေးပါဘူးလို့၎င်းကဆိုပါတယ်အချင်းထောင်ပြင်ပါမှာတစုံတစ်ယောက်ကတော့ ောင်ဆန်းစုကြည်ကိုတွေ့ဆုံနိုင်ရေးဂျိုပန်ဘုံနဲ့သူအသက်ရှင်နေသေးတယ်ဆိုတာကိုတဆုံတယောက်ကအတည်ပြုဖို့ကင်အရစ်ကတောင်းဆိုခဲ့ပါတယ်။ကျွန်တော်မိမိထောင်နေတည်ဆုံသွားမှာကိုကျွန်တော်တစ်ချိန်လုံးစိုးရိမ်နေပါတယ်။အချင်းထောင်တွင်ခြေနေတွေဟာအလွန်ဆိုးရွားနေပါတယ်လို့သူကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ဆက်ပြီးအချင်းချခံရရင်သို့မဟုတ်ထောင်တွင်တည်ဆုံသွားရင်မြန်မာပြည်ပကပိုဆုံးလာမယ်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကလည်းပြောကြားထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ဒဇယ်ရီဦးလမ်းပိုင်းထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထည်နာတက်ပြန်ဆုတ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းဒဇယ်ရီဦးလမ်းပိုင်းစိုးမိုးရီထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထည်နာပြီးပြန်ဆုတ်သွားတယ်လို့ဒေတာရင်းစီရီတာဝန်ရှိသူတွေကပြောပါရယ်။ကဲမလူမျိုးနယ်ဘက်ကနေဒဇယ်မျိုးနယ်ကိုစစ်ရင်အားဖြစ်တင်ခဲ့တဲ့နောက်ဒဇယ်ရီဦးကားလမ်းမကိုရခုံလတရက်ကစပြီးစစ်ကောင်စီကစစ်ကြောင်းထိုးလာတာလို့ဆိုပါရယ်။စစ်ကောင်စီစစ်ကြောင်းမှာချင်းမြန်တရင်အမှတ်36တဲ့ခမရ36 ရောက်တဲ့နဲ့ပြူစောတိအင်အား200ဝန်းကျင်ပါတယ်လို့အသိပေးထားပါတယ်။ဈေးကုန်ဘက်ကိုပြန်ဆုတ်သွားပြီးဒဇယ်ရီဦးလမ်းပိုင်းစိုးမိုးမှုယူဖို့လို့မြင်နေရွေးကောက်ပွဲအတွက်ရန်သူဘက်ကရောက်သမျှနေမြေစိုးမိုးမှုယူဖို့လှုံ့လာနိုင်ပါတယ်လို့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့ပေါ်တောင်ဝီရှိသူက ပြောကြားပါတယ်။ မြေပြင်စီရေးအချက်လက်တွေအရဒဇယ်တိုက်ပွဲမှာစေယုစုဘက်က9ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းမှာချိန်မြန်တရင်အမှတ်361နဲ့ပြူစောတီအင်အား200ဝန်းကျင်ကပါတယ်လို့လည်းသိရှိရပါတယ်မြေပြင်စီရေးအချက်လက်တွေအရဒဇယ်တိုက်ပွဲမှာစေယုစုဘက်မှာ ငါးဦးကတိတ်ဆုံးပြီး30ကျော်တန်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကြောင်းအထိနာသွားတဲ့စစ်ကောင်စီကတနေရွာကိုမိရှုဖျက်ဆီးသွားပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့သိရှိရပါဗျ။စစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တဲ့ တနေရွာမှာနေအလုံး20ခန့်ဖျက်ဆီးသွားကြောင်းသိရှိရပါဗျ။ စစ်ကောင်စီစစ်ကြောင်းကိုအမတ်တေရွှေဘိုခရိုင်စစ်ဌာနတရင်6တရင်ကိုတရင်စနစ်မြူဟာ9စနစ်ပေါ်ဦးစစ်ကြောင်းဒဇယ်ပါကပါရေဦးပါကပါ NPDF ဒဇယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစီရင်တရင်ရင်မြစ်တွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ စစ်ကောင်စီကမြေပြင်စစ်ကြောင်းမဝင်ခင်စက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းကဒက်စေရေဦးကားလမဘေးကရွာရီကိုဂျိုင်ရိုကော်ပတာ3စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအရက်သားအမျိုးသမီးတို့သေဆုံးခဲ့ကြောင်းသိရှိရပါသည်။